စစ်ခွေး NGO ပြောလို့ဆိုပြီးတော့ကျွန်တော်စစ်ခွေးလို့လာပြီးတော့ပြောတာကြီးတော့တော်တော်ကြီးကို ဟိုမှားသွားပြီလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ကျွန်တော်ပြောတဲ့ပုံစံမချိုက်လို့ ਨੇ တူပါတယ်ကျွန်တော်စစ်ခွေးဆိုပြီးတော့အသုံးလုံးလာသုံးပါကျွန်တော်တကယ်ကိုစိတ်မကောင်းလဲဖြစ်ရလို့ဘုမလင်းလင်းပြောရရင်ကျွန်တော်ဒီ CDM ကိုကျွန်တော်အစောပိုင်းနေ့ကဝင်လာတယ်ဗျာဒီအခြေအနေတွေမဖြစ်ပေါ်လာတော်လိုင်းဘက်ကအားမတားခင်တည်းကကျွန်တော်တို့အစောပိုင်းမှာ CDM အနေနဲ့ပါဝင်လာခဲ့တယ်ဖြစ်ပါတယ်ကျွန်တော်ဒီ NUG ကိုဝင်ရန်သူတူဦးဖြစ်ပါတယ် NUG ဒါမနေ့ကဗီဒီယိုမှာလည်းကျွန်တော်ပြောတယ်ကျွန်တော် NUG ဝင်ရန်သူတူဦးเนาะ ယနေ့အချိန်ဒီလဲကျွန်တော်ပြည်သူ့ရင်ခွင်ဆိုတဲ့အဖွဲ့အစည်းတစ်ခုထောင်ထားတယ်ကျွန်တော်ပြည်သူ့ရင်ခွင်ကနေပြီးတော့ဒါဖရဲသီးတွေစုပေါင်းတယ်ဖရဲသီးတွေရရတဲ့တရင်အချက်လက်တွေ NUG ဘက်ကိုဝေမျှတယ်ဒေါ်လိုင်းအဖွဲ့အစည်းတွေဝေမျှဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့ NUG ကိုတက်နိုင်အောင်ကျွန်တော် support လုပ်ပါဒီနေ့ကတည်းကအောင်ရတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တေးကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်အဲ့ဒီတော့ထုံးစံတိုင်းမဲ့လူမှုကွန်ရက်ဘောကသတင်းတွေရုပ်သံတွေကိုကျွန်တော်တေးကျွန်တော်မြင်နေတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုဆုံးနေလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစပါ Okay အဲ့သတင်းတွေမပြောခင်ကျွန်တော်ပြောချင်တာလေးတစ်ခုနဲ့အရင်စမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မနေ့ကတော့ကျွန်တော်ရဲ့ မင်းညကပေါ့နော်။မင်းညတင်တဲ့ဗီဒီယိုမှာကျွန်တော် NUG ရဲ့ဒီစကိုင်းတိုင်း main game ဖြစ်စဉ်ပေါ့နော် CDM တယောက်ကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြောင်းအရာလေးကိုကျွန်တော်ထည့်ပြောခဲ့ပါတယ်။အဲ့ပုံမှာကျွန်တော်ဝေဖန်တာလို့ပဲမြင်မြင်ပါပဲမြင်မြင်မြင်ရတဲ့အမြင်တွေလည်းကျွန်တော်အဗီဒီယိုက comment နေမှာကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီအကြောင်းအရာလေးနဲ့ပဲကျွန်တော် highlight လုပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်စတင်ပါတယ်။အဲ့တော့မနေ့ကတော့အဗီဒီယိုကိုကျွန်တော်တင်လိုက်တယ်။အဲတင်ပြီးတော့အဲထဲမှာကျွန်တော်ပြောတယ် ဟဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုလေတိတိချာလေးနားထောင်မယ်ဆိုရင်အာမြင်ပါလိမ့်မယ်ကျွန်တော်ကဟုတ်တယ်အဲ့ဗီဒီယိုမှာဒီလိုအချမ်းမဲ့ဖန်းစည်းတာမဖြစ်သင့်ဘူးအာဒီလိုမျိုးတွေအလိုဖြစ်လာတာမဖြစ်သင့်ဘူးဘာညာဆိုပြီးတော့ကျွန်တော်ပြောထားတယ်ရှိပါတယ်အဲ့မှာကျွန်တော်တို့တချို့တွေကလည်းဗီဒီယိုကိုတိတိချာကြည့်ပြီးမှဝေဖန်ပါဘာညာဆိုပြီးတော့ပြောကြအမှန်ပါတယ်အမြင်မတူတာဖြစ်ပါလိမ့်မယ်အဲ့ကျွန်တော်ကြတော့အဲ့ဖြစ်စဉ်တစ်ခုလုံးကျွန်တော်မြင်နေဆိုတဲ့အချိန်မှာကျွန်တော်ဘယ်လိုမြင်လဲဆိုတော့အဲ့အဲ့အကြောင်းကဖြစ်သွားတယ်မဟုတ်လားဖြစ်သွားတယ်အဲ့တော့ ိုဘက်ကလည်းဒါငွေလွဲသုံးသွားမှုတွေလက်နက်ပြန်မှတ်တဲ့ကိစ္စတွေနဲ့အန်ယူဂျီဘက်ကဆွဆွဲထားတယ်ဆွဆွဲပြီးတော့ L ဆောင်စစ်ဆေးဖို့အတွက်ဆိုပြီးတော့ပြောထားတယ်ပြောထား Okay ရပြီဒါပေမဲ့ကျွန်တော်ကြတော့အဲ့ဒါမြင်တော့ဘာလို့မြင်လဲဆိုတော့အဲ့အချင်းကျွန်တော်ဒီဘက်မပြထားတဲ့ဓာတ်ပုံလေးကိုကြည့်လိုက်အချမ်းဘက်ဖန်းစည်းတယ်ဆိုတဲ့ခေါင်းစဉ်လေးပါပါကျွန်တော်ကအဲအကြောင်းကြောင့်အဓိက high level လောက်ကြီးကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့ အဲ့လိုအကြောင်းအရာတွေဖြစ်လာတာ NUG တော့မကောင်းဘူးအဲဒါကိုကျွန်တော်အဓိကပြောချင်တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတေချာလေးပြန်ကြည့်ပါကျွန်တော်နောက်ဆုံးပိုင်းမှာပြောတာပါအကြမ်းဖက်ဖမ်းဆီးရလို့ခေါင်းစဉ်နဲ့မီဒီယာကတင်ခိုင်းအောင်ဘာဖြစ်လို့အဲ့လိုမျိုးတွေဖြစ်ကားတာလဲဆိုရဲအကြောင်းအရာကိုကျွန်တော်အဓိက highlight လုပ်ပြီးပြောတာဖြစ်ပါတယ်အဲ့တော့အပေါ်အမြင်တူတူမတူတူ ရှိလိုက်မယ် အဲရှိပါတယ်အဲကျွန်တော်ရဲ့ဗီဒီယိုအောက်မှာဝင်မန်းကြတာကြီးလည်းကျွန်တော်တွေ့ရအထင်းကမှကျွန်တော်အမြင်မတူလို့တခြားပုံစံတွေပြောတာကြီးကျွန်တော်လုံးဝလက်ခံပါတယ်ဒါကလူတွေရဲ့အတွေးအမြင်တွေအားလုံးမတူနိုင်ပါဘူးမြင်တဲ့အမြင်တွေကလည်းအားလုံးမတူနိုင်ပါဘူးဒါပေမဲ့ဖြစ်စဉ်ပေါ်သေချာကြည့်မယ်ဆိုရင်အကြမ်းမဖမ်းဆီးတယ်ဆိုတော့တက်ခံရတဲ့ခေါင်းစဉ်ပေါ်ပဲကျွန်တော်အဓိကထားပြီးတော့ပြောဆိုချင်တာဖြစ်ပါတယ်โอเคထားပါတော့အဲ့တော့အဲ့ဒီ comment တွေထဲမှာကျွန်တော်တစ်ခုတွေ့လိုက်ပါတယ်အဲ့တော့ဘာလဲဆိုတော့ ကျွန်တော်ခုနကကျွန်တော် channel အကြောင်းကျွန်တော်ပြောပြမယ်ကျွန်တော် channel view လည်းအဲ့လောက်မများပါဘူးနောက်ပြီးပတ်သက်နေလည်းအရန်မရပါဘူးကျွန်တော်တက်နိုင်သလောက် platform တစ်ခုမနေနဲ့ကျွန်တော်ထောင်ထားခြင်းပဲဖြစ်ပါတယ် ီ platform ပေါ်ကနေပြီးတော့ကျွန်တော်ရဲ့အတွေးအမြင်တွေကိုကျွန်တော်တင်ပြချင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီ channel ဒီဥစ္စာနဲ့အဲဒါကြောင့်မလို့ကျွန်တော်ဘယ်တော့ခါမှာကျွန်တော် video မှာ view တွေကိုကျွန်တော်ဘယ်တော့ခါမှာမတောင်းဘူး။ share ပေးပါလို့ဘာလို့ဒါကြီးလဲကျွန်တော်မတောင်းဘူး။ကျွန်တော် platform ဆုံးပါလေကျွန်တော်ဥစ္စာတွေတင်လိုက်တင်ထားမရှိဘူး။အဲ့တော့ဒါတော့ဒါကျွန်တော် channel အကြောင်းပေါ့နော်။အဲ့တော့အမှအဲ့ comment မှာဘာလဲဆိုတော့ကျွန်တော် comment line comment line ကိုကျွန်တော်ဖတ်ပါ။အဲကျွန်တော်အချိန်ရရင် comment တွေ reply ပြန်ပြစ်တယ်။အချိန်မရရင်တော့ကျွန်တော်မတင်ဘူး။ဒါပေမဲ့ comment line comment line ကိုကျွန်တော်ဖတ်ပြစ်ပါ။ဖတ်ပြီးတော့ အဲကျွန်တော် comment တစ်ခုချင်းနေတိုင်းလည်းလေးစားပါတယ်။ဒါသူကလာဆဲတဲ့သူရောမဆဲတဲ့သူရောအဲကျွန်တော်အားပေးကြတဲ့သူရောချစ်ကြတဲ့သူရောအကုန်လုံးကိုကျွန်တော်တကယ်ကိုကျေးဇူးတင်တယ်။အဲကျွန်တော်တို့ဒီ YouTube ဆိုတာလည်း view ရှိမှာပဲလေမနော် viewer တွေရှိမှာဗီဒီယိုတွေလောက်ရတယ်ပေါ့ဗျာ viewer 100 200လောက်နေဆိုဘယ်သူမှမလောက်ချင်းဒါပေါ်နေလေပြောအော်ဘာပြောကျွန်တော်ဥစား view ကတိမ့်နေချီပြီးမရပါဘူးထိုက်တဲ့တလောက်ပမာဏတစ်ခုရှိတယ်အမြင်နဲ့ကြည့်ရှုပေးတဲ့သူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ကိုယ်တိုင်လည်း video တွေကိုအမြင်နဲ့လို့တင်ဆက်ပေးနိုင်အောင်ကျွန်တော်ကြိုးစားရတယ်ပေါ့နော်အဲ့တော့ထားပါတော့ โอเคအမှကျွန်တော် content တခုကဘာလဲဆိုကျွန်တော်အဲ့ထဲမှာဒီဥစ္စာအမြင်ဟိုပါပေါ့နော်ပုံစံကျွန်တော်ပြောတဲ့ပုံစံမချိုက်လို့ ਨੇ တူပါတယ်ကျွန်တော်စစ်ခွေးဆိုပြီးတော့အသုံးလုံးလာသုံးပါကျွန်တော်တကယ်ကိုစိတ်မကောင်းလဲဖြစ်ရလို့ဒေါသလည်းဖြစ်ပါတယ်ဘာကြောင့်ဒေါသဖြစ်တာလဲဆိုရင်စစ်ခွေးဆိုတဲ့အသုံးလုံးကတော်တော်ကိုရိုင်းဆိုင်ပါတယ်ကျွန်တော်လိုလူတယောက်ကိုစစ်ခွေးဆိုပြီးတော့လာမက်တာတော်တော်ကိုရိုင်းဆိုင်ပါတယ်တော်တော်ကိုရိုင်းဆိုင်ပါတယ်ကိုနဲ့အမြင်မတူတာနဲ့ကိုကျွန်တော်စစ်ခွေးဆိုပြီးတော့ ဟိုတက်လိုက်တာကြီးအောင်တော်တော်ကြီးကိုလွန်ပါတယ်လို့တော့ကျွန်တော်ကတော့မြင်ပါကျွန်တော်ဒီစိုးစိုးစီးစီးတဲ့ခါစီနီယံဝင်ခဲ့တဲ့သူတူဖြစ်ပါတယ်ကျွန်တော်ဟိုကိုကိုလင်းလင်းပြောရရင်အဲကျွန်တော်ဒီ CDM ကိုကျွန်တော်အစောပိုင်းနေကဝင်လာတဲ့သူပြဒီအခြေအနေတွေမဖြစ်ပေါ်လာတော်လိုင်းဘက်ကအာမတာခင်တဲ့ကကျွန်တော်တို့အစောပိုင်းမှာနေ CDM အနေနဲ့ပါဝင်လာခဲ့တဲ့သူဖြစ်ပါတယ်ကျွန်တော်ဒီ NUG ကိုဝင်းရံသူတူဖြစ်ပါတယ် NUG ဒါမနေ့ကဗီဒီယိုမှာလည်းကျွန်တော်ပြောတယ်ကျွန်တော် NUG ဝင်းရံသူတူနော် အဲဒါမဲ့ NUG အခုနောက်ပိုင်းပြောလာရေဆိုလာရေကျွန်တော်တို့မချိုက်ဘူးဒီဥစ္စာတွေကိုကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြောကျွန်တော်ပြောရမယ်ဆိုရမယ်ဒီလိုသဘောမျိုးနဲ့ကျွန်တော်ဟိုဖြစ်ပါတယ် NUG ကိုကျွန်တော်တိုက်ခိုက်နေသူတူမဟုတ်ပါဘူးအဲ့တော့ဒီလိုအချိန်မှာယနေ့အချိန်ဒီလေကျွန်တော်ပြည်သူ့ညင်ခွင်ဆိုတဲ့အဖွဲ့အစည်းတစ်ခုထောင်ထားတယ်ကျွန်တော်ပြည်သူ့ညင်ခွင်ကနေပြီးတော့ဒါဖရဲစီတွေစုပေါင်းတယ်ဖရဲစီတွေရတဲ့တရင်အချက်လက်တွေ NUG ဘက်ကိုဝင်မျှတယ်ဒေါ်လိုင်းအဖွဲ့အစည်းတွေဝင်မျှဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့ NUG ကိုတတ်နိုင်အောင်ကျွန်တော် support လုပ်ပါတယ်အဲ့တော့အဲ့လိုအချိန်မှာကျွန်တော်စစ်ခွေး NUG ကိုပြောလို့ဆိုပြီးတော့ကျွန်တော်စစ်ခွေးလို့လာပြီးတော့ပြောတာကြီးတော့တော်တော်ကြီးကို ဟိုမှားသွားပြီလို့တော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပြောရင်လည်းပြောစစ်ခွေးဘွားကိုကျွန်တော်တအားနာကြည့်ပါစစ်ခွေးဘွားနဲ့မနေခြင်းလို့နောက်ပြီးတော့ခံယူချက်နဲ့ဒီဘက်ကိုဟိုစီလီယံဝင်လာခဲ့တဲ့သူတူဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ comment ကိုတော့ကျွန်တော် highlight လုပ်ပြီးတော့ကျွန်တော်တုံ့ပြန်ခြင်းပါတယ်ကျွန်တော်ဒီစစ်ခွေးတယောက်မဟုတ်ပါဘူးနောက်ပြီးတော့စစ်ခွေးအချင်းစရိုက်လည်းကျွန်တော်မှမရှိပါဘူးစစ်ခွေးလို့ပြောခံရလို့ကျွန်တော် public မှာနှစ်ခါ ရှိပါပဲကျွန်တော်တုံ့ပြန်တော့ပထမတစ်ခါကကျွန်တော်ကိုအဲတောင်ကိုရီးယားမှာပေါ့နော်အဲဒါပါတော့လူတွေကတယောက်ကကျွန်တော်စစ်ခွေးလို့ပြောလို့ကျွန်တော် Facebook မှာကျွန်တော် live လွှင့်ပြီးဆဲပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မကြည်နဲ့တဲ့သူတွေတောင်ကိုရီးယားမှာရှိတယ်ဒါပါတော့ဒါကအာကျွန်တော်ဘဝရဲ့အထဲကအเจ้าရတစ်ခုကိုကျွန်တော်ပြောပြရမှာအဲ့လိုပဲအခုလည်းကျွန်တော်စစ်ခွေးလို့လာပြောကျွန်တော်စစ်ခွေးလို့ပြောခိုင်းရင်ကျွန်တော်ဆက်ဆက်ကိမခံအောင်ကျွန်တော်နားကျင်ပါတယ်ဘာလို့လဲဆိုတော့စစ်ခွေးဘဝမဖြစ်ချင်လို့ဘာဖြစ်တာလဲเนาะအဲ့တော့အဲ့လိုလူတယောက်စစ်ခွေးလို့လာပြောတာတော်တော်လေးကိုယဉ်သီးလွန်းတယ် ရိုင်းလွန်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကြည့်ပေးတယ်ဟိုဟာလုတ်ပေးတာဖြစ်တဲ့အတွက်အာကျွန်တော်ကျေးဇူးတင်ကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီအာဟိုမနီယာလာမတ်နဲ့စစ်ခွေးဆိုတဲ့အအသုံးနှုတ်နဲ့ကျွန်တော်ကိုဆွဆွဲထားတဲ့ဒူတူးကိုကျွန်တော်ပြန်ပြီးတော့တုံ့ပြန်ကြပါတယ်။ကျွန်တော်ဒီစစ်ခွေးချင်းလည်းမရှိတဲ့တာမန်တက်စီဒီယမ်တူးဖြစ်တဲ့စီဒီယမ်ဝင်လာတဲ့ပြည်သူဘက်ကိုရက်လာတဲ့ဒူတူးဖြစ်တဲ့အတွက်အသုံးနှုတ်ကိုကျွန်တော်ပေါ့မသုံးတဲ့အသုံးနှုတ်ခုဖြစ်ကြောင်းကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်ပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်ထပ် ဟိုအဓိကသတင်းတွေပိုင်းကျွန်တော်တို့သွားကြည့်အောင်အဲ့တော့သတင်းပိုင်းသွားကြည့်မယ်ဆိုရင်ပထမကျွန်တော်မေဆူရဲ့ဗီဒီယိုတစ်ပုတ်လောက်တည်းပဲကျွန်တော်စချင်ပါအဲ့တော့ကျွန်တော်တို့ဒီဒီဗီဒီယိုကျွန်တော်ဖွင့်ပြခင်ပြောချင်တာဘာလဲဆိုခေါင်းဆောင်ကောင်းတစ်ယောက်နောက်ပြီးတော့ပညာရှိတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာကနိုင်ငံဒီမှာတော်တော်ကိုရှာပါလုံးပါအာနာရှင်တွေအုပ်စိုးတဲ့နိုင်ငံတွေမှာပညာမရှိဘဲနဲ့အာနာရှင်တွေအုပ်စိုးလို့တိုင်းပြည်တွေပြတ်တာကြီးလဲမရှိပါဘူး။တိုင်းပြည်တွေဟိုးအောက်ဆုံးရောက်နေတယ်။အဲထဲမှာကျွန်တော်နိုင်ငံလည်းပါဝင်ပါတယ်။အဲ့တော့တချို့တွေကပြောကြမြန်မာနိုင်ငံမှာ အမေစုလိုလူလူမျိုးရှိရတယ်ဘာလို့အမေဟိုဖြစ်တာလဲအဲ့ဘာနော်ဒီလိုမျိုးတိုင်းပြန်ဖြစ်နေဘာလို့ဆိုတော့အမေစုစီအာနာရှင်နေနဲ့အဆက်ဆက်တွန်းလှန်တိုက်ပွဲဝင်လာတဲ့လူသူဖြစ်လို့ပညာရေးပညာပညာရှိတာရောနှလုံးရေးပြည့်ဝမှုပဲအလုံးအလုံးကိုတာလွန်တဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေသူပြောတဲ့စကားတွေကလက်ရှိပြစ်ဆုံးပန်တက်တက်မှာပဲမဟုတ်ဖဲနဲ့အနာဂတ်ကိုပါ ထင်ဟပ်စေနိုင်တဲ့ဇာကားတွေကိုပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လွန်ခဲ့သော10စုနှစ်ခန့်ကသူပြောခဲ့တဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တွေ့လို့ဒါအားလုံးကိုပြန်ပြီးတော့ share လုပ်ခြင်းပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ကြည့်လိုက်အောင်။ I have always said that our revolution in Burma must be a revolution of the spirit. Unless we can change our attitudes, we will not really be able to change our society. It is not enough to turn a military regime into a civilian government. We have to turn ourselves into people fit to uphold a society where we do not need dictators to tell us what to do and where we will not allow dictators to tell us what to do. Sometimes we destroy our own freedom because it is the easy option. It is the easy option to listen instead of to struggle. It is the easy option to make concessions rather than to stand up for what you know is right. In this way, we start by destroying our own freedom. ဒီဗီဒီယိုတဘောလုံးမှာစကားလဲစကားလဲအရန်ကိုတံပိုးရှိတယ်။အရန်လေကောင်းမွန်တယ်။ကျွန်တော်တို့တေးချသွားနားထောင်မယ်ဆိုမြစီရဲ့စကားလေးအရန်ကိုတံပိုးရှိပါတယ်။ ဘုရားဆန်ပြောတယ်လေနော်ဘုရားဆန်ကျွန်တော်နိုင်ငံဒီတဲ့ဟိုဟာဖားနိုင်ငံဖြစ်သွားမယ်ပြောပါဘုရားဟုတ်တယ်ဟိုယနေ့ချင်းဒီအဲ့သူ့ရဲ့စကားတွေပါဒါခေါင်းဆောင်တယောက်ကရှေ့ကိုမျှော်မြင်ပြီးတော့ပြောတဲ့စကားတွေလေနော် တော့အမေစုဒီမိန်ကုန်းထဲမှာဆိုရင်အမေစုရဲ့မိန်ကုန်းတွေအများကြီးကိုတန်ဖိုးရှိပါတယ်သူရဲ့စာအုပ်တွေရဲ့စာအုပ်တွေပဲဖြစ်ဖြစ်သူပြောခဲ့တဲ့မိန်ကုန်းတွေပဲဖြစ်ဖြစ်သူရဲ့အင်တာဗျူးတွေပဲဖြစ်ဖြစ်နားထောင်ပြီးဆိုအရန်အရန်ကိုတန်ဖိုးရှိတဲ့ဇာကားပေါင်းများစွာကိုကျွန်တော်တို့ကြားရပါတယ်ဘာလို့လဲဆိုတော့ခေါင်းဆောင်ခေါင်းတယောက်ပညာရှိတဲ့ခေါင်းဆောင်ခေါင်းတယောက်ဖြစ်တဲ့အတွက်လူလူခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက်သူရဲ့အရေးချင်းကကျွန်တော်တို့ပြောရမယ်ဆိုဟိုဘာနော်တကယ်ကိုကောင်းမွန်တဲ့အဆင့်အတန်းလည်းအများကြီးမှာကျွန်တော်တို့ပို့ပြီးတော့ရှိပါတယ်အဲဒီထဲမှာကျွန်တော်နောက်ဆုံးပိုင်းလေးကိုကျွန်တော် highlight လုပ်ပြီးတော့ကျွန်တော်အဓိကထားပြီးတော့ပြောချင်ပါတယ် Sometimes we destroy our own freedom yeah. because it is the easy option. It is the easy option to listen instead of to struggle. It is the easy Don't let you get out of sight. Not how you are, but we are easy option to make concessions. rather than to stand up for what you know is right. In this way, we start by destroying our own freedom. Destroy our own freedom. yeah over here ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုကျွန်တော်တို့တွေပဲဖျက်ဆီးကြတာတကယ်ကြောင့်အခုဟိုတစ်ချိန်တော့လမ်းမပေါ်မှာလူတွေအများကြီးထွက်ခဲ့တဲ့လမ်းမပေါ်မှာလူတွေအပြည့်ထွက်ခဲ့တဲ့သူတွေအခုအချိန်မှာ အာနာရှင်ရဲ့အလိုကျနေလိုက်ပြီးတော့ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုကိုယ်ပိုင်ဖျက်ဆီးလိုက်ကြတယ်လို့မြင်ကြတာ ကျွန်တော်တော့မြင်ပါတယ်တခြားမကြည့်ပါနဲ့ဖတ်ခွက်သားတွေပဲကြည်လေနော်သူတို့တွေអော်ကြတယ်ဟိုဟာဖြစ်ကြတယ်အခုချိန်သူတို့ရဲ့လက်လက်ခွင့်တွေသူတို့ပဲဖြန့်စည်းပလိုက်တာအခုချိန်ကျွန်တော်တို့နိုင်ငံမှာလွတ်လပ်ခွင့်ဘာရှိလဲဘာရှိလဲပွဲလန်းသပင်းတွေကိုသွားတယ်စွန့်မှုတန်းပါမှာကျွန်တော်တို့ကြောက်နေရတယ်ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့ညဆိုရင်စောစောပြန်ရတယ်ညနဲ့နဲ့နှက်သွားပြီဆိုမပြန်ရတော့တနည်းအားမအိတ်ကြတယ်ကျွန်တော်ငယ်တော့လည်းထုံနေလောက်အောင်ကျွန်တော်တို့ကလက်လက်ခွင့်မရှိဘူးအဲ့ဒါကိုကျွန်တော်တို့ကမိဘယုံကုန်ရထွက်သွားရင်တော့လက်လက်ပြီးတာတကယ်တမ်းကျတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာမလွတ်လပ်မှုတွေကအများကြီးပဲ စီးပွားရေးလွတ်လွတ်လပ်လပ်လုပ်လို့ရလားမရောက်နိုင်ငံခြားလွတ်လွတ်လပ်လပ်ထွက်လို့ရလားမရောက်ပြည်တွင်းမှာခရီးသွားဖို့တော့ခရီးတစ်ခုတော့လွတ်လွတ်လပ်လပ်ထွက်လို့ရလားဟိုတယ်တစ်ခုမှာဝင်တာဝင်နားဖို့တော့မှလွတ်လွတ်လပ်လပ်နားလို့ရလားကားတစ်စီးကိုအမြန်လမ်းပေါ်မှာကြိုက်တဲ့အချင်းအရင်တော့လို့မောင်းဝင်ရှိလားမရှိဘူးဂိတ်တွေမှာလွတ်လွတ်လပ်လပ်ဘာဘာအပြစ်မှမရှိတဲ့သူအပြစ်သားလို့စစ်ခံနေရတဲ့ဥစ္စာကျွန်တော်လွတ်လပ်မှုလို့ထင်လား no မဟုတ်ဘူးကျွန်တော်နိုင်ငံလွတ်လပ်မှုမရှိဘူးအမေစုပြောဆိုအယ်ဆာကိုကျွန်တော်တို့အာနာရှင်အောက်မှာဒူးထောက်အညံ့ခံလိုက်သူတွေဒီသူတို့ရဲ့လွတ်လပ်ခွင့်ကိုသူတို့ကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်ဒူနာကွင်းကြီးထဲမှာယူဆက်ခွန်အာရှပလတ်ခြေတပွဲအောင်လို့တဲ့လူတွေအများကြီးပဲသွားပြေးကြတာအားကလောက်ချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လက်ခံလက်ခံပါတယ်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကလူတွေအားလုံးလွတ်လပ်နေပြီလို့ထင်တယ် အဲယူဆက်ခွန်အသင်းကို အာရှဖလာသွားကြံမဲ့ယူဆက်ခွန်အသင်းကိုချင်းပါမဲ့နိုင်ငံကိုအရင်တော့ဆိုရင်ကျွန်တော်လွတ်လွတ်လပ်လပ်သွားပြီးတော့လိုက်ခွင့်ကျွန်တော်တို့ရှိမှာလူတိုင်းကပတ်စံတိတ်မကုန်မဲနဲ့လည်းသွားနိုင်ခွင့်ရှိမှာထိုးရီပေါ်လာမဲ့ဟိုဟိုင်ပြန်အခုချိန်မှာအဲယူဆက်ခွန်အသင်းကိုအနိုင်ငံအထိကျွန်တော်တို့လိုက်ပြီးတော့အားပေးဖို့အတွက်ကျွန်တော်တို့မှာငွေလူအထက်ကလူတွေအားလုံးမှာငွေလုံလုံလောက်ရှိမရှိဘူးသွားနိုင်ဖို့အတွက်အပကောဗီဇာတွေရှောက်အောင်မတချို့ဥစားတွေရှိရလုံလောက်ရမရအောင် နိုင်ငံပြင်ပကိုထွက်ဖို့တော့လေသိမ်းမှာအခါခါရစ်ခံရဒီလိုဥစ္စာအများကြီးရှိကျွန်တော်ပြောနေတာအဲ့ဒါအဲ့ဒါကျွန်တော်ရဲ့လွတ်လပ်ခွင့်ပဲကျွန်တော်လွတ်လပ်ခွင့်တွေအာနာရှင်နဲ့တနီးမဟုတ်တနီးနဲ့ပိတ်ဆို့နေတာဒါကိုကျွန်တော်အဓိကထားပြောနေတာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့လိုအခုချင်းလူအုပ်ကြီးနဲ့ကျွန်တော်တို့ကအများကြီးတွေ့လို့တောင်ကြီးတစ်ဆောင်တိုင်းမှာလူတွေအများကြီးဖြစ်နေလို့အဲ့လူတွေလွတ်လပ်နေပြီထင်လား No မထင်နဲ့သူတို့အမှပိတ်ပင်ခံထားတဲ့လွတ်လပ်ခွင့်တွေအများကြီးပဲရှိတယ် အများကြီးပဲရှိတယ်။အဲ့ဒါကျွန်တော်လွတ်လပ်ခွင့်တွေကိုကျွန်တော်ဖျက်ဆီးလိုက်တာပဲ။ကိုကိုယ်တိုင်ပဲပြောဖျက်ဆီးလိုက်ပဲ။ဒါကြောင့်မို့ယနေ့အချိန်တော်လန်နေသူတွေဟာဘာကိုလုပ်နေကိုပိုင်လွတ်လပ်ခွင့်ကိုကိုပြန်ယူနေတာဖြစ်ပါတယ်။ကိုရဲ့အနာဂတ်မှာကိုရဲ့လွတ်လပ်ခွင့်တွေ။ဒါကြောင့်မို့အမေစုပြောခဲ့တဲ့ဇာကယနေ့အချိန်ဒီဘာလို့ပါဖြစ်။နောက်အနာဂတ်ထိလည်းသူ့ရဲ့ဇာကားတွေကဖြစ်တည်နေဦးမှာပဲ။ကျွန်တော်တို့နိုင်ငံလွတ်လပ်ခွင့်ကိုကျွန်တော်တို့ကိုယ်ကိုယ်ပါကိုဖျက်ဆီးလိုက်လို့မရဘူးအဲ့လိုပဲကျွန်တော်တို့ပြည်သူတွေအားလုံးစည်းလုံးညီညွတ်စွာနဲ့ လွတ်လပ်ခွင့်ကိုယူဖို့အတွက်ကျွန်တော်တိုက်ပွဲဝင်ရမယ်ဆိုတော့အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်တစ်ခုသွားကြည့်အောင်။နောက်တစ်ခုကတော့မင်းအောင်လိုင်းမင်းအောင်လိုင်းအခုဘာလုပ်နေလဲဆိုတော့သူကပြင်းလွင်ကိုသွားတယ်ပြင်းလွင်ကိုသွားပြီးတော့ပြင်းလွင်မှာရှိတဲ့ဇီးပင်ကြီးဇီးပင်ကြီးမှာရှိနေတဲ့ဒီသူတို့ရဲ့ဟိုနမ်စီဒီအမ်တွေအနောက်ဘက်ရဲတင်တန်းကြောင်းသူတွေနောက်ဘက်မိသက်တင်တန်းကြောင်းသူတွေကိုခေါ်ပြီးတော့သူကစကားပြောတယ်။ဘာပြောလဲဆိုတော့သူကရွေးကောက်ပွဲမှာမဲပေးရွေးချယ်တယ်ဆိုတဲ့နေရာမှာစစ်တပ်နဲ့တဟသာနာဖြစ်ပြီးတော့ လက်တွဲဆောင်ရွက်နိုင်သူတွေကိုပဲဆန္ဒမဲပြီးဖို့ဆိုပြီးတော့သူကပြောပါတယ်ပြောရင်တော့တဲ့ပြောရရင်တော့ဘာဒီကောင်ပြောနေတာဘာလဲကျွန်တော်တို့စကားထဲမှာတော့ပြောပါမဲပေးရမှာတဲ့တိုင်းပြည်နဲ့ဒေသကြီးကိုဆောင်ရွက်နိုင်သူဒုတောင်ဝင်ရေးသုံးပါးကိုယွန်စရာကြီးအဲဥစ္စာတွေကတတော်ယွန်ဖို့ကောင်းဒုတောင်ဝင်ရေးသုံးပါးလိုက်နာဆောင်ထိန်နိုင်သူတဲ့တက်မတော်ဟာနိုင်ငံတော်တည်သွေးရှိနေမဲ့အခိုင်အမာဆုံးဖွဲ့စည်းပြီးတော့တက်မတော်နဲ့တားအသာသာဖြစ်ပြီးလက်တွဲဆောင်ရွက်နိုင်သူတွေရွေးချယ်ဆန္ဒမဲပေးဖို့လိုပါတယ်တဲ့ ဟဲ့အဲ့လိုပဲပြောရတော့ဘာဖြစ်လို့အဲ့လိုပဲပြောရမလဲဆိုတော့မင်းတို့ငါတို့စစ်တပ်နဲ့သားသာလားဖြစ်မှာနိုင်ငံကိုအုပ်ချုပ်လို့ငါတို့စစ်တပ်နဲ့ငါတို့စစ်တပ်ကနိုင်ငံရေးကိုငါတို့စစ်တပ်ကိုဘယ်တော့မှနိုင်ငံရေးဖယ်ထုတ်ဖို့မကြိုးစားနဲ့နိုင်ငံရေးကနေဖယ်ထုတ်ဖို့ကြိုးစားတဲ့သူတွေအားလုံးဒီငါတို့ရန်သူပဲလို့သူတို့ပြောလိုက်တာပဲပြည်သူကငါတို့ရန်သူပဲပြည်သူတွေအားလုံးကငါတို့အလိုမရှိရင်ဒီပြည်သူတွေကငါတို့ရန်သူပဲဟဲ့လားဒီလိုမျိုးပုံစံနဲ့ပြောလိုက်ချင်းချောင်းနေရငါတို့ကနိုင်ငံရေးကဘယ်တော့မှထွက်မှာမဟုတ်ဘူးဆိုတဲ့သူတွေ အရသားနိုင်ငံရေးသမားတွေကိုအမြဲတမ်းဖိနှိပ်ထားရမယ်ဆိုတဲ့စစ်တပ်ရဲ့သဘောတဘာဝဒါတွေကိုဒီဒီဥစ္စာတွေကနေပြနေတာအဲဥစ္စာကိုကျွန်တော်တို့နိုင်ငံရေးသမားဆိုတဲ့တာကူးညာသားနိုင်ငံရေးသမားတွေကဘာလို့ဒီအောက်ကနေဒီရွေးကောက်ပွဲတွေဝင်ပြိုင်နေရလဲသူတို့အောက်ကနေပြီးတော့အရသားနိုင်ငံရေးသမားတွေကိုသူတို့လွတ်လပ်ခွင့်ပေးမယ်ထင်လားနိုင်ငံရေးလွတ်လွတ်လပ်လုပ်ခွင့်ရမယ်လို့ထင်လား no မထင်ဘူးထင်ရအကြောင်းကိုမရှိဘူးမရှိဘူးဟုတ်လားเนาะအဲ့တော့အာ ျွန်တော်တန်းရွှေတန်းရွှေပြောခဲ့တဲ့စကားတခုဆိုပြီးတော့တချို့စာဆောင်တွေစောင်းပိုင်းတွေကကျွန်တော်ဖတ်ဘူးတန်းရွှေရဒီ constitution တွေပါပြီးဆွဲနေတယ်ဆိုတဲ့အချိန်မှာသူစစ်တပ်ရဲ့အခန်းကဏ္ဍတော်ဒီ2008ထဲမှာပို့ပြီးတော့အမြင့်တင်ဖို့ဆိုပြီးတော့လုပ်တယ်အဲ့အချိန်မှာတောကလူတွေခင်ကျုံတော်မောင်ကြီးတို့ကပြောတယ်အဲ့ဒါဆိုရင်အရသားနိုင်ငံကြီးကိုမထည့်ဘဲနဲ့တော့ထားလို့မရဘူးလေသူကပြောတယ်အရသားနိုင်ငံကြီးမပိုင်ပို့မကောင်းဘူးလားဆိုပြီးတော့ပြောပြောနေတာငါတို့စစ်တပ်ပဲနိုင်ငံကြီးလုပ်မယ်မင်းတို့ကော်ရီအရသားနိုင်ငံကြီးလုပ်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေ စစ်တပ်ကအုပ်ချုပ်လို့တိုးတက်နေတဲ့နိုင်ငံဘယ်နိုင်ငံရှိလဲကျွန်တော်တို့မမြင်ဘူးတော့ရှိလားရှိတယ်ဆိုရင်လည်းပြောပါရှိကောင်းရှိနိုင်ပါပေါ့ဒါပေမဲ့ကျွန်တော်တို့မမြင်ဘူးအဲ့မှာစစ်တပ်အောက်မှာလက်နက်နဲ့အုပ်ချုပ်တာဖြစ်တယ်အာဏာနဲ့အုပ်ချုပ်တာဖြစ်တဲ့အတွက်သူ့မှာဖိနှိပ်မှုတွေကအများကြီးဖြစ်နေတယ်တချို့တွေကပြောတယ်ဟိုမှာအဲထိုင်းတို့ပါလို့ဆိုစစ်တပ်ခဏခဏအာဏာသိမ်းနေတာပဲအပြည်သူကကြည်ပြီးတော့ကြာဘာမှဖြစ်ဘူးအဲသူကမဟုတ်ဘူး no မှားတယ်ကျွန်တော်တို့မှားတယ်သူတို့စီမှာစစ်တပ်ကအာဏာသိမ်းပြီးတာလည်း သူတို့ကသူတို့ပြန်ပြီးတော့စီးပွားရေးဟိုပါဘောနော်ဟိုပြောရမယ်ဆိုဟိုဘယင်ရှိတယ်အနောက်ပြီးတော့သူတို့မှလွတ်တော်ရှိတယ်အဲ့လွတ်တော်ထဲမှာသူတို့ရဲ့နိုင်ငံရေးသားတွေထင်ဟိုဝင်ဝင်တိုးတယ်ဘောနော်ဝင်တိုးပြီးတော့ရသလောက်ဟိုပါဖြစ်တယ်သူတို့နိုင်ငံသားတွေရဲ့ခွင့်ရေးဟိုပါဖြစ်တယ်အဲပြောချင်တာကဘာလဲဆိုတော့ထိုင်းမှာခဏခဏအာနာသိမ်းတာလေမြန်မာမှာအာနာသိမ်းတာမတူဘူးထိုင်းမှာအာနာသိမ်းတာတိုင်းပြည်ပြတ်အောင်မသိမ်းဘူးမြန်မာမှာအာနာသိမ်းတာတိုင်းပြည်ပြတ်အောင်သိမ်းတာအဲ့ဒါကြီးกว่าအဲ့တော့စစ်တပ်အုပ်ချုပ်တဲ့နိုင်ငံမှာတော့ကျွန်တော်ကတော့ တိုးတက်တာတော့မတွေ့ဘူးအဲ့တော့စစ်တပ်နိုင်ငံရေးမှာပါနေတဲ့၍ကျွန်တော်တို့နိုင်ငံဘယ်တော့မှတိုးတက်မှာမဟုတ်တလို့အာဏာရှင်လူတစုအတွက်ပဲတိုင်းပြည်ရဲ့တည်ဟန်သာဓာတွေတိုင်းပြည်ရဲ့အနာဂတ်တွေကသူတို့အတွက်ပဲဖြစ်နေမှာသူတို့သားသမီးတွေအတွက်အနာဂတ်တော့ကောင်းမယ်တိုင်းပြည်ကလူငယ်တွေရဲ့အနာဂတ်တော့ပြတ်သုံးမယ်ဒါပဲနော်ဒါပဲအဲ့တော့မိုက်ကြီးခွဲပြီးတော့ဟိုကတချို့တွေဆိုဌာနဟိုဝန်ကြီးဌာနတွေမှာဆိုပြောနေပြီမင်းတို့ကောင်တွေစံခိုင်ရေးပဲမဲပြရမယ်ဆိုပြီးပြောနေပြီအမေစုကတော့ပြောတဲ့စကားတွေမှာပါတယ် စစ်စိုးကနေပြီးအရသာစုကပြောင်းလဲရအောင်လို့ ਨੇ ဒါကပြောင်းလဲသွားတာမဟုတ်ဘူး uniform ပြောင်းဝင်လိုက်တာပဲရှိတယ်ဒါပဲရှိတယ်ဒါဝယ်ပြောချင်တာအဲ့တော့ဒီကောင်တွေကရွေးကောက်ပွဲလုပ်ပြီးတော့နောက်တစ်နေ့တစ်ခုဆက်ဆက်ပြီးပြောအောင်ရွေးကောက်ပွဲလုပ်ပြီးတော့ဒီကောင်တွေကအရသာစုကဖန်တီးမယ်ဖန်တီးပြီးတော့ဒီကောင်တွေက legitimacy ကိုယူမယ်ဆိုပြီးတော့ဒီကောင်တွေဘက်ကရှီမန်းထားတာဖြစ်ပါတယ်အဲ့တော့ရှီမန်းထားတဲ့အချိန်မှာပဲဒီကောင်တွေကမျှော်မဲထားတာရှိတယ်ဥပမာ US မှာပိတ်နေတဲ့ကျွန်တော်တို့ဘီလီယံနဲ့ချီတဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေတွေဒီငွေတွေကိုဒီကောင်တွေကပြန်လိုချင်တာတွေရှိတယ်အဲ့တော့ဒါပေမဲ့အခု American ဘက်ကနေပြီးတော့အခုဘာ ဘာဘာထွက်လာလဲဆိုတော့မြန်မာစစ်တပ်စီးတဲ့ငွေကြေးစီးစင်းနိုင်တဲ့ကမ္ဘာပံရငွေကြေးရမုံငွေတွေဆက်လက်ရပ်တန့်ထားရတဲ့ဥပဒေမူကြမ်းတစ်ခုကို American Oil တော်ကဒီဇင်ဘာတရက်နေ့မှာအတည်ပြုလိုက်ပါတယ်။ No new Burma fund အဲ့လိုခေါ်တဲ့မြန်မာရမုံငွေအစ်စ်မပေးဥပဒေမူကြမ်းကို American Oil တော်မှာအခုနှစ်စုလိုက်လာမှာတင်သွင်းခဲ့တာဖြစ်ပါတယ်တဲ့နော်။အဲ့တော့ဒီမဲကိုအာဘောနော်ကန့်ကွက်မဲပေးတဲ့သူမရှိဘူး။ထောက်ခံမဲ385မဲဘောနော် မူကြမ်းမဲခွဲမှုမှာတော့မဲမပေးသူ46ဦးရှိတယ်ဒါအောက်လွတ်တော့ဟောမှာထောက်ခံသူများတယ်အဲ့တော့မြန်မာနဲ့ပတ်သက်ပြီးတော့ဒါနဲ့ fan ကိုတတ်ပြီးတော့မပေးဖို့ဆိုပြီးတော့လှုပ်လိုက်တယ်ပေါ့နော်လှုပ်လိုက်တယ်ပေါ့နော်အဲ့ဒီဒီဥစ္စာကိုအာဟိုတင်သွင်းတဲ့သူကတော့ Mrs. Yankim ဒီတောင်ကယ်လီဖိုးနီးယားလွှတ်တော်အမတ်ဖြစ်ပါတယ်သူကစစ်အစိုးရဟာတဲ့နိုင်ငံဗန်နာရဲ့နိုင်ငံတကာဗန်နာရဲ့အဖွဲ့အစည်းရဲ့ရန်ပုံငွေကိုထိမ့်သိမ်းနိုင်မှာမဟုတ်သလိုလိုအပ်နေတဲ့ပြည်သူတွေစီကိုလည်းပေးပို့နိုင်မယ်လို့မယုံကြည်ရဘူးအမေရိကန်မှာ ဒေါ်လာ1ဘီလီယံအဲ1ဘီလီယံဟလာဟိုကျွန်တော်တို့ဟိုပိတ်မိနေတာရှိတယ်ဟိုပေါ့နော်ဒီဥစ္စာကိုအမေရိကန်ဆိုးရွားဟိုဖြစ်တာအမေဆိုးကလည်း L ဆိုအပ်ထားခဲ့တယ်အဲ့တော့ဒီငွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကပြန်လိုချင်တယ်1ဘီလီယံဆိုတာနည်းနည်းတော့မဟုတ်ဘူးလေနော်အော်ဒီဥစ္စာကသူကပြန်လိုချင်တယ်သူတို့ရဲ့စစ်သုံးစေးတွေမှာထည့်သုံးချင်တယ်ပြောမလို့ဒီကောင်တွေစူးစမ်းနေတာကြားပြီဒါကြောင့်မို့လို့ lobby တွေလုတ်ပြီးတော့ lobby ဖွဲ့စည်းတွေမှာတန်းနဲ့ချီပြီးတော့ပတ်စံတွေပေးပြီးတော့ငှားပြီးတော့ lobby တွေလုတ်ခိုင်းနေတာဖြစ်ပါအဲ့တော့ အခုချိန်မှာလည်းဒီကောင်တွေကညှော်မဲတာရှိရတယ်ကောင်တွေ legitimacy အစိုးရဖြစ်အောင်လုပ်ပြီးတော့ရသားစိုးရရအောင်လုပ်ပြီးတော့ American စီကနေပြီးတော့ငွေတွေကိုယူနေတာယူဖို့ဒီကောင်တွေကဟိုဖြစ်နေအခုကတော့ဒီကောင်တွေအိမ်မက်ကဒီဥပဒေအတီးပြူလာဖြစ်တဲ့အတွက်ဒီအိမ်မက်ကပြတ်ဖို့လူနီနီဖြစ်သွားပြီဆိုတာကိုတော့ကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအဲဒါကြောင့်လို့တော်လိုင်းတချို့တွေကပြောကြတယ်ဟိုတော်လိုင်းမှာ NUG ကိုအငွေတွေပေးလိုက်ပါတော့အငွေတွေပြောတော့1 billion ဆိုတာတော်တော်များတယ်ဗျအဲ့ဥစားရင်းနဲ့ကဆို ျွန်တော်တို့တော်လိုင်းကြီးကလည်းတော်တော်လေးကိုဟာဖြစ်မှာပေါ့နော်ဒါပေမဲ့ तू ကလည်း else ကဟိုဟိုစစ်ပွဲတွေအတွက်မပါဝင်ရမဲ့ရန်မုံငွေဖြစ်တာတော့ဒါကိုပေးလို့မရတဲ့အနေအထားပေါ့နော်အဲ့တော့ NUD ကလည်း legitimate အစိုးရဖြစ်ချင်တယ်ဆိုတာကအဲ့ဒါကြီးလည်းပါတယ်နိုင်ငံတကာစင်မြင့်တက်ကိုတက်နိုင်ဖို့ဆိုတာ legitimate ဖြစ်ဖို့အရေးကြီးပါတယ်ဒါပေမဲ့တေးကြတယ်ကျွန်တော်တို့ကအာယနေ့ချိန်ဒီဘောတော့အာမြေပြင်မှာကောင်းအောင်အမိုးချုပ်နိုင်သေးဘူးနောက်ပြီးတော့မြေပြင်မှာပြည်သူတွေကြားထဲမှာ အပြည်သူတွေ public ဟိုဟာ service တွေတချို့ဥစားတွေမလုတ်ပေးနိုင်သေးသေးနိုင်ငံတကာကလည်းအပြောရမယ်ဆိုတာနိုင်မြင်းမဖြစ်သေးသေးအန်ယူဂျီကိုလည်းနိုင်ငံတကာ legitimate ပေးမှာမဟုတ်ဘူး legitimacy ပေးမှာမဟုတ်ဘူးအဲ့ဒါကကျွန်တော်တို့မြင်ကိုမြင်ရမယ့်အကြောင်းအရာတစ်ခုပဲဒါကြောင့်မလို့အန်ယူဂျီအနေနဲ့လည်းအာဘောနောပို့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကြိုးစားဖို့လိုတဲ့အခုအချိန်မှာနိုင်ငံတကာအတိမတ်ပြုတ်မှုဆိုတာလည်းတော်လိုင်းကြီးမှာကလိုရယ်ဗျအဲ့တော့နောက်ဆုံး ဟိုဘောနော်စီးရီးယားတောင်ကြည့်လေစီးရီးယားကအရင်တော့အကြမ်းဖက်ဖြစ်ကြီးညာခံရတဲ့သူအခုတမရဖြစ်ပြီးတော့အမေရိကန်လွှတ်တော်ထဲမှာနော်ဟိုမှာဒေါ်နယ်ထရန်ကြီးကတော့ရေမွေးပေးပြီးတော့နော်မိမမိမပဏ္ဏယောက်ရှိလဲဆိုပြီးမေးတာသူတယောက်ပဲလို့ပဲပြောတယ်အဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးဒီရောက်သွားနိုင်တာတကယ်တမ်းကျတော့ကျွန်တော်တို့ကနိုင်မြင့်ဖြစ်ဖို့ပဲလို့ပဲနိုင်မြင့်ဖြစ်ပြီဆိုတာ ਨੇ နိုင်ငံတကာကနေပြီးတော့ အအတိမတ်ပြုလာပါတယ်နိုင်ငံတကာကဟိုဟာဖြစ်မှာတေးကြတဲ့အခုလိုအခြေအနေမှာတော့နိုင်ငံတကာကအတိမတ်ပြုမှုဆိုတော့ကျွန်တော်တို့ရှားပါးနေတယ်ဖြစ်ပြီးတော့နိုင်ငံတကာအတိမတ်ပြုမှုဆိုတာလည်းကျွန်တော်တို့ရနိုင်မှုကခက်ခဲနေမှာဖြစ်တယ်အဲ့တော့မြေကိုပိုင်အောင်လုပ်ရမယ်စစ်ကိုနိုင်အောင်တိုက်ရမယ်ဒါမှသာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေပြည့်စုံမှာဖြစ်လို့နိုင်ငံတကာရဲ့အတိမတ်ပြုမှုကလည်းပုံပုံများပြားလာမှာဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ရဲ့တော်လန်ရေးဟာရက်တန့်ရပါမဟုတ်ဖဲနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအဆုံးထိရအောင်တိုက်ရမယ်ဆိုတာကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မြင်စီစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရန်သားချင်ပါတယ်တော်လန်မြင်ပြီးအားလုံးစိတ်လက်ချီတာလာနဲ့တနေ့တော်ရက်တန့်နိုင်ရပါဗျာအားလုံးကျေးဇူးပါဒါနာဆုံးပြရမယ် ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ